ညီမဝန်ခွဲတွေဖြစ်ပေမဲ့ပရိသတ်တွေပေါ်မှာတုံ့ပြန်ပုံချင်းမတူလို့လူပြောများနေတဲ့ဖွေးဖွေးနဲ့ဝင့်မုံရွှေကြီးပရိသတ်များလုံးမမင်္ဂလာပါရှင့်ရွှေမန်းလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အရင်ဒီဆုံးသောညီမဝန်ခွဲတွေဖြစ်ပေမဲ့အာပိယပရိသတ်ပေါ်မှာတုံ့ပြန်ပုံချင်းမတူလို့လူပြောများနေရတာကတော့ဖွေးဖွေးနဲ့ဝင့်မုံရွှေကြီးတို့ညီမနှစ်ယောက်ပါ။ အထူးသဖြင့်တော့ပြည်သက်တွေပေါ်မှာဖွေးဖွေးနဲ့တုံ့ပြန်ပုံချင်းမတူလို့ပြည်သက်တွေရဲ့ချီကျူးခံနေရတာကတော့မကြသေးမီကမှအကယ်ဒမီရထားတဲ့တရုတ်ဆောင်မင်းသမီးဝင်းမုံရွှေဖြစ်ပါတယ်။အလုံးသိကြတဲ့အတိုင်းတရုတ်ဆောင်အကယ်ဒမီဖွေးဖွေးကနိုင်ငံကျော်ထိပ်တန်းမင်းသမီးဝင်းမုံရွှေကြီးနဲ့ညီမဝမ်ကွဲတော်ဆက်ပါတယ်။ဒါပေမဲ့ဖွေးဖွေးကဝင်းမုံရွှေကြီးနဲ့မတူကွဲပြားလာတဲ့အလှတရားတွေကိုပိုင်ဆိုင်ထားတယ်လို့ဆိုရမှာပါ။ဝင်းမုံရွှေကြီးကအလှပကြော်ရှင်ပြီးကျင်းလင်းရှင်းသက်နေစက်တည်ရရှိတဲ့အလှတရားကိုပိုင်ဆိုင်ထားပါတယ်။အထူးသဖြင့်ဝင်းမုံရွှေကြီးကအင်ဒရီတိတ်ခါကြီးတဲ့အမျိုး ို့သမီးတယောက်ရဲ့အလှမျိုးလို့ဆိုရမှာပါဝင်းမုံရွှေင်းနဲ့ညီမဖြစ်သူဖွေးဖွေးကတော့ဒီလိုမဟုတ်ပါဘူးဖွေးဖွေးကအမဖြစ်တဲ့ဝင်းမုံရွှေင်းနဲ့မတူဘဲနဲ့ဖြူစင်ပြီးတော့ကလေးစင်စင်ချစ်စရာကောင်းတဲ့ပုံစံမျိုးရှိနေပါတယ်အထူးသဖြင့်တော့ဖွေးဖွေးကိုကြည့်လိုက်မယ်ဆိုရင်အမြဲတမ်းလွတ်လပ်ပေါ်ပါနေပြီးတော့ချစ်စရာကောင်းတဲ့ပုံစံမျိုးကိုပိုင်ဆိုင်ထားပါတယ် ဝမုံရွှေနဲ့ဖွေဖွေတို့ဟာဒီလိုမျိုးမတူညီတဲ့အချင်းစီရိုက်ပုံစံတွေရှိသလိုပရိသတ်ကိုတုံ့ပြန်ပုံချင်းကလည်းမတူပါဘူးဝမုံရွှေရဲ့ညီမဝန်ခွဲဖြစ်တဲ့ဖွေဖွေကတက်တူးတွေခန္ဓာကိုယ်မှာအပြည့်နဲ့ပြောင်းလဲထားတဲ့သူမရဲ့ပုံစံကိုဝေဖန်လာတဲ့ပရိသတ်တယောက်ကိုရိုင်းပြပြတ်သားစွာတုံ့ပြန်ခဲ့ပါတယ်ပရိသတ်တွေရဲ့ရင်ဘတ်ထဲမှာဖွေဖွေဆိုတာအမြဲတမ်းချစ်စရာကောင်းတဲ့ပုံစံနဲ့မင်းသမီးဖြစ်ခဲ့တာပါဒါပေမဲ့အခုချိန်မှာဖွေဖွေရဲ့မျက်နှာကရောင်စုံကာလာတွေနဲ့ပြည့်နှက်နေသလိုသူမရဲ့ခန္ဓာကိုယ်မှာလည်းတက်တူးတွေနဲ့တစ်ကိုယ်လုံးပြည့်နှက်နေပါတယ် ။ဒါကြောင့်ပရိသတ်တွေကအရင်ကချစ်စရာကောင်းတဲ့မင်းသမီးကဘလို့ဖြစ်သွားတာလဲလို့ဝေဖန်မှုတွေရှိလာပါတယ်။ဒီလိုမျိုးကြောင်းလဲသွားတဲ့ဖွေးဖွေးရဲ့မျက်နှာနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုဝေဖန်မှုမြင့်တက်ခဲ့တာပါ။တချို့ကဆိုရင်အရင်ကဖွေးဖွေးရဲ့ချစ်စရာပုံစံလေးကိုအားပေးခဲ့ကြပေမဲ့အခုလိုမျိုးတက်တူးတွေနဲ့ပြောင်းလဲသွားတဲ့ပုံကတော့အားမပေးချင်တော့ဘူးလို့ဆိုပါတယ်။ဒီလိုမျိုးသူမကိုဝေဖန်နေကြတဲ့ပရိသတ်တွေအများကြီးတွေကမှတယောက်ကိုဖွေးဖွေးက မိန်ကလေးတယောက်ကဘသူ့ကိုမှမထိခိုက်ပဲကိုကိုကိုလှနေတယ်မိုက်နေရလို့ထင်တာဘာမှလို့လဲဆိုပြီးမိကွန်ထုတ်လိုက်ပါတယ်။ဒါအပြင်ဖိုးဖေးကအရင်ကချစ်ခင်အားပေးခဲ့လို့ကျေးဇူးတင်ကြောင်းနဲ့အခုချိန်မှာပြောင်းလဲသွားတဲ့သူမရဲ့ပုံစံကိုကြည့်လို့မရတော့ဘူးဆိုရင်ပရိသတ်တွေရဲ့လွတ်လပ်ခွင့်ဖြစ်လို့သူမရဲ့ Facebook ကိုလွတ်လပ်စွာ unfollow and like ပြုလုပ်နိုင်ကြောင်းပြောခဲ့ပါတယ်။တယောက်ဆောင်ဖိုးဖေးကပရိသတ်တွေကိုဒီလိုတုံ့ပြန်ပေမဲ့ဝင်းမုံရွှေကြီးကတော့သွေးအေးစွာနဲ့လိမ္မာရင်ကျေးစွာနဲ့တုံ့ပြန်ခဲ့ပါတယ်။ပရိသတ်တယောက်ကဝင်းမုံရွှေကြီးကိုသူမရဲ့ page ကဓာတ်ပုံအောင်မှာရောက် ကြားရပြီးရင်တော့အရင်ကလောက်မလာတော့ဘူးလို့ comment မှာမှတ်ချက်ပေးလာပါတယ်။ဒီတခါမှာတော့ဝင်းမွှေကြီးကသူမကကလောမျိုးမှာရောက်ရှိနေစဉ်အတွင်းအဲ့ရထားပြီးမနှက်စာစားပြီးမိတ်ကမလင်းခင်မှာဓာတ်ပုံရိုင်းလိုက်တာကြောင့်ဖြစ်တယ်လို့ယဉ်ကျေးစွာနဲ့တုံ့ပြန်ခဲ့ပါတယ်။ဒါကြောင့်လည်းပြည်သက်တွေကဝင်းမွှေကြီးကိုချီးကျူးနေကြတာပါ။တချို့သောအနုပညာရှင်တွေဥပမာအနေနဲ့ဝင်းမွှေကြီးနဲ့ညီမဝန်ခွဲတော်တဲ့ဖွေးဖွေးဆိုရင်အားမပေးချင် unfollow လုပ်သွားဆိုပြီးပြည်သက်တွေကိုချေမိုးပြပေမဲ့ဝင်းမွှေကြီးကတော့ယဉ်ကျေးစွာနဲ့ပဲတုံ့ပြန်ခဲ့တာပါ။ဒါကြောင့်လည်းဝင်းမွှေကြီးရဲ့အစဉ်တန်းရှိ ိကလိမ္မာရင်ကျေးတိမ်မွေးမှုတွေကိုလူပြောများနေတာပါတချို့ကလည်းဝင်းမုံရှိကယောက်ျားရပြီးမှဝလာတယ်လို့မှတ်ချက်ပေးကြပါတယ်ဝင်းမုံရှိကတော့သူမှဝလာရင်တောင်ခင်မောတဲ့ကဂယူးဆိုင်ကတတိပေးကြောင်ပွင့်လင်းစွာပြောခဲ့ပါသည်ပရိသတ်တွေကတော့ဖွေးဖွေးနဲ့အချင်းစရိုက်မတူတဲ့ဝင်းမုံရှိကိုချီးကျူးနေကြတာပါဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောပရိသတ်ကိုရင်ကျေးတိမ်မွေးစွာနဲ့တုံ့ပြန်ခဲ့တဲ့အပေါ်မှာမိမိရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်